Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးမေမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့ငါးကြီးစီနဲ့ဗီတာမင်3တွဲတောက်တဲ့အလို့ဆိုတဲ့အကြောင်းပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဖြည့်စွက်စာနှမျောထဲမှာထင်ရှားတဲ့ဖြည့်စွက်စာတွေကတော့ဗီတာမင်3နဲ့ငါးကြီးစီတွေပဲဖြစ်ပါတယ်ငါးကြီးစီနဲ့ဗီတာမင်3ကိုအတူတွဲတောက်မယ်လို့ယူထားရဆိုလို့ရှင်ကံသပမာနာထက်မကျွလွန်စေဖို့လည်းတည်ထားပါမယ် ဒါမှမဟုတ်ဆီအောင်ဝင်းနဲ့မိမိလိုအပ်ချက်ကိုဆွေးနွေးပြီးမှတော်တော်ပေးဖို့အရေးကြီးပါတယ်။ကျွန်တော်ကအချက်၃ချက်နဲ့ပြောပြပေးမယ်။နံပါတ်၁တစ်ချက်ကတော့တနေ့တာတောက်သုံးတဲ့ပမာဏ။နံပါတ်၂ကတော့ဘလိုလူတွေရှောင်ကျဉ်သင့်တယ်ဆိုတဲ့တစ်ချက်။နံပါတ်၃ကတော့ငါးကြီးစင်နဲ့ဗီတာမင် D3 ပုံဆက်တောက်သုံးတဲ့လူအုပ်စုတွေဆိုပြီးတော့ကျွန်တော်ကအချက်၃ချက်နဲ့ပြောပြပေးမှဖြစ်ပါတယ်။နံပါတ်၁အချက်နေနေကတော့ ဒီနေ့တော့တောက်သုံးတင်တဲ့ပမာဏပဲဖြစ်ပါတယ်ကျွန်တော်ငါးကြီးစီကိုတောက်သုံးမယ်ဆိုလို့ရှင်ပုံမှန်နေ့စီပမာဏကတော့ EB နဲ့ DH ပေါင်းစပ်ပမာဏ300 mg ခံမယ်ဖြစ်ပါတယ်ပြောရရင်ပုံမှန်လူတွေအတွက်ကတော့ငါးကြီးစီ1000 mg တနင်းတလုံးဖြစ်ပါတယ်ဗီတာမင် D3 ကတော့ကျွန်တော်တို့အသက်အရွယ်လိုက်19နှစ်ကနေအသက်80အထိ600 IU ပဲဖြစ်ပါတယ် microgram နဲ့ ပြောမယ်ဆိုလို့ရှင်တော့15မိုက်ခရိုဂရမ်ပဲဖြစ်ပါတယ်80နှစ်တက်ဆိုလို့ရှင်တော့ရှေ့အောင်အယူလောရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အလွယ်မှတ်မယ်ဆိုလို့ရှင်ပုံမှန်လူတွေအနေနဲ့ကတော့ 5g စီ1000 mg တစ်လုံးနဲ့ဗီတာမင် D3 ၄ရအယူဆိုလို့ရှင်လုံလောက်ပါတယ်ပုံမှန်ကတော့6ရအယူလို့သတ်မှတ်ထားပေမယ့်ကျွန်တော်အစားအစာအနေနဲ့ရနိုင်သလိုတခြားကျွန်တော်တို့တခြားနေအောင်ကြီးခံယူတာမျိုးအနေနဲ့ရနိုင်တဲ့အတွက်ကြောင့်မို့ ရင်းရအာယုဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက် စင်ချာရပါတယ်။နံပါတ်2အခြေအနေနဲ့ကတော့ကျွန်တော်တို့ဒီပေါင်းဆမှုကိုရှောင်ကျင်ရမယ့်လူအစုတွေရှိတယ်။ဗီတာမင် D3 နဲ့မားကြီးစီကရေဘွားအဖြစ်တော့လူများစုအတွက်အတူတကွတောက်သုံးမယ်ဆိုလို့ရှိရင်ဘေကင်းနေဆိုပေမဲ့တချို့လူအစုတွက်ကတော့ဒါသတိထားမှာပဲဖြစ်ပါတယ်။တွေ့ကြစေတောင်းနေတဲ့သူတွေဖြစ်ပါတယ်။တွေးထနိုင်ခြင်းအနေနဲ့ပုံများတဲ့အတွက်ကြောင့်မို့တွေးကြည့်စေတောင်းနေတဲ့သူတွေအနေနဲ့မိမိသဘောဆန္ဒအရ တောက်တော့တင်ပါအောင်ဆရာဝန်ရဲ့အရင်တိုင်ပင်ပြီးမှတောက်တော့မှာနောက်တစ်ခုက KCN အဆင့်မြန်မာတဲ့သူတွေပဲဖြစ်ပါတယ်ဗီတာမင် D လွန်ကျွန်းတောက်တော့မယ်ဆိုလို့ရှိရင် KCN ဆို့ယူမှုကိုမြင့်တက်စေနိုင်တဲ့အတွက်ကြောင့်ပေါ့ KCN အဆင့်မြန်မာတဲ့သူတွေအနေနဲ့အရေးချက်ကိုသတိထားရပါမယ်မိမိတဘောဆန္ဒအတိုင်းမတောက်တော့ပါဘူးဆရာဝန်ရဲ့အရင်တိုင်ပင်ပြီးမှတောက်တော့မှာနောက်တစ်ချက်ကနာတာရှည်ကြောက်ကရောဂါရှည်တဲ့သူတွေပဲဖြစ်ပါတယ် ဗီတာမင် D3 နဲ့ငါးကြီးစီဖြစ်စွက်စာတွေကိုလိုချိုတောက်သုံးမယ်ဆိုလို့ရှင်ကြောက်ကလှုပ်ဆောင်မှုပေါ်မှာတည်ရောက်မှုရှိနိုင်တဲ့အတွက်ကြောင့်မို့မိမိတဘောဆန္ဒအတိုင်းမတော်သုံးမယ်နဲ့ဆီယဝင်းနဲ့အရင်ဆွေးနဲ့တိုင်ပင်ပြီးမှတောက်သုံးပေးပါနံပါတ်3ချက်နေနေရတော့ငါးကြီးစီနဲ့ဗီတာမင် D3 တွဲဖက်တောက်သုံးသင့်တဲ့လိုဆိုတဲ့ကြောင်းကိုဆက်ကြည့်အောင်နံပါတ်၁အချက်နည်းနည်းကတော့ရေရေရရမရှိဘဲနဲ့အယောစစ်နာကျင်ကြိုက်ခဲမှုဖြစ်လာမယ်ဆိုလို့ရှင်တော့ပါ ဗီတာမင်ဒီ3ကကိုယ်ကစနစ်ကိုချိန်ညှိပေးပြီးတော့ရောင်ရမှုကိုလျှော့ချပေးတယ်။ပြီးတော့နာတာရှင်နာခြင်းကြိုက်ခဲမှုအခြေအနေတွေကိုသက်သာစေဖို့အဓိကအခန်းကဏ္ဍကလည်းပါဝင်နေတယ်။ ပြီးတော့ငါးကြီးစီမှာပါတဲ့ဒီ omega 3 fatty acid ကလည်းရောင်ရမှုကိုကျစေတဲ့အာနိသင်ကြောင့်မို့အဆင့်ရောင်ရမ်းခြင်းချင်နေတယ်ပြီးတော့ဒီနာကျင်ကြက်ခဲမှုအခြေအနေတွေပြီးတော့ acid တောင်တင်းမှုအခြေအနေတွေကိုရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်ငါးကြီးစီနဲ့ဗီတာမင်33ပုံဆက်တောက်သောမယ်ဆိုလို့ရှင်နာကျင်ကြက်ခဲမှုနဲ့ရောင်ရမှုကိုရောပါတတစေဖို့ပြတ်မှတ်ထားတိုက်ဖြတ်နိုင်သလိုဘာရေမသိနာတာရှည်အယိုးစစ်မတက်မတာခံစားနေရတဲ့သူတွေအနေနဲ့ ဒါဟာဂိုင်တွေးဖြည့်ရှင်းရမှာခြေရောက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်2အချက်ကတော့တတိမဲ့လွယ်မှညာအာနေလာပြီးတော့စိတ်တကြအမြန်လာတဲ့သူတွေတောက်ပေးတင်ပါတယ်။အညာစွားရည်ပို့ပြီးကောင်းမလာပဲ။ပြီးတော့ကျွန်တော်တို့တတိမထားမိတာကငါးကြီးစီနဲ့ဗီတာမင်တတိချို့တဲ့မယ်ဆိုလို့ရှင် ပြောရရင်အိုမီဂါ3နဲ့ဗီတာမင်တတိချို့တယ်မယ်ဆိုလို့ရှင်မညံအားနေတာတွေနဲ့စိတ်တကြမြန်တာတွေဖြစ်တတ်တယ်ဆိုတာပါပဲဗီတာမင်တတိနဲ့ငါးကြီးစီညမျိုးစလုံးက ။ဘုံနောက်ကျမ်းမာရေးနဲ့လုံဆောင်နိုင်စွမ်းကိုမြင့်တင်ပေးဖို့အတွက်အရေးကြီးပါတယ်။ဒီဖြည့်ဆွက်စာနှစ်မျိုးလုံးပုံဆက်တောက်သုံးမယ်ဆိုလို့ရှိရင်တော့စီကျမ်းမာရက်တော့ကောင်းမလာပါနဲ့။ဘာကြောင့်လဲဆိုတော့ serotonin က amino acid tryptophan နဲ့ tryptophan hydrolyzed 2ဖြင့်ဗီတာမင်တ3ကိုလှန့်စို့ပေးပြီးတော့ထုတ်လုပ်တဲ့အကြောင်းဖြစ်ပါတယ်။ပြီးတော့ EPA ရလေး serotonin ထုတ်လုပ်မှုကိုမြင့်တင်ပေးဖို့လှုံ့ဆော်နေပြီးတော့ DHA ကဆေးမြေပါရဲ့အရည်သွေးကို တို့မြင့်စီအောင်လုံဆောင်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ဗီတာမင် D3 နဲ့5ကြီးစီတို့ကိုလုံလောက်စွာများရှိခဲ့ဘူးဆိုလို့ရှင်စီရိုတိုနင်ရဲ့လန့်စုံမှုနဲ့လုံဆောင်ရတဲ့ချော်ယွမှု ဖြစ်စေပြီးတော့စိတ်ကျန်းမာရေးယောဂါတွေဖြစ်ပွားနိုင်ခြင်းပုံမောပြီးတော့မြင့်တက်စေနိုင်တာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ကင်ဆာအာဏာရေကိုအတက်နိုင်ဆုံးကြိုတင် ကာကွယ်ခြင်းနဲ့တူတယ်ပဲဖြစ်ပါတယ်။ကင်ဆာဖြစ်ပေါ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။ ပြီးတော့ကင်ဆာကအသက်ကြီးသူတွေမှာသေဆိုးမှုဒုတိယမြောက်အကြီးကအကြောင်းရင်းနဲ့ဖြစ်ပြီးတော့အသက်ရင်ကျဉ်းရလာတာနဲ့မြောက်ကင်ဆာဖြစ်ပေါ်နိုင်ခြင်းတတိတာတာမြင့်တက်လာတာပဲဖြစ်ပါတယ်။နေထိုင်မှုပုံစံအစားအသောက်မျိုးရိုးဗီဇဆိုင်ရာအချက်တွေကကင်ဆာဖြစ်ပေါ်နိုင်ခြင်းနဲ့ယောဂါဖြစ်စဉ်ပေါ်မှာများစွာလွှမ်းမိုးမှုရှိတယ်ဆိုတော့လေကျွန်တော်တို့အာဟာရဓာတ်ချို့တဲ့မှုကနေကင်ဆာဖြစ်ပေါ်မှုဟာတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ငါးကြီးစီနဲ့ဗီတာမင် D3 လုံလုံလောက်လောက်ရရှိမယ်ဆိုလို့ရှင် ဥမာကြီးကင်ဆာ၊ရန်သားကင်ဆာ၊စင်ကြိတ်ကင်ဆာဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိချောကြစေမှာပဲဖြစ်ပါတယ်။နံပါတ်၄ကတော့အသက်ကြီးလာတာနဲ့အများအယိုးတံမာမှုယောနေမှာစိုးရိမ်နေသူတွေပဲဖြစ်ပါတယ်။အသက်30ကျော်လို့ရှင် KCN ဖြည့်စွက်စာတွေပါပူတွဲတောက်တင်ပါတယ်။တချို့သော KCN ဖြည့်စွက်စာတွေမှာဗီတာမင် D3 ပါဝင်တတ်ပါတယ်။ အဲ့ဒီချက်ကိုလည်းတတိထားပြီးတော့ဗီတာမင် D ပမာဏထပ်တိုးတောက်ဖို့မပိုရှင်သင့်ဖို့တတိထားပါမယ်။ကျွန်တော်တို့ဗီတာမင် D3 နဲ့၅ကြီးစီဖြစ်စွစာရဲတောက်တော့မယ်ဆိုလို့ရှိရင်တာမန်ကျန်းမာတဲ့အရိုးတွေကိုထင်းထင်းရမှာအပြန်လန်အထောက်ကူပြုပြီးတော့ပံ့ပိုးမှုတွေပေးနိုင်မှာပဲဖြစ်ပါတယ်။အရိုးကျန်းမာရေးအတွက်အာဟာရဓာတ်များနဲ့ပတ်သက်လာလို့ရှိရင် ထိတ်ဆုံးမှာပါဝင်တာက KCM ဖြစ်ပါတယ်။ကျွန်တော်တို့သိတာကပေါ့နော် ကေစီယံကသူ့ရဲ့တာဝန်ကိုထမ်းဆောင်နိုင်ဖို့အတွက်တခြားသောအဟာရတက်တွေထမ်းရတဲ့အကူအညီလိုအပ်ကြောင်းသတိမထားမိကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်ကအဟာရတက်တွေထဲမှာဒီဗီတာမင် D ရဲ့လုံဆောင်နိုင်စွမ်းကကေစီယံမှာအလုံးကိုအရေးကြီးတာပဲဖြစ်ပါတယ်။ဗီတာမင် D3 ဟာခန္ဓာကိုယ်အနေနဲ့ကေစီယံဆုပ်ယုံမှုကိုကူညီပေးပြီးတော့တင့်တော်တဲ့အရိုးသေးသေးစားကိုထိန်းသိမ်းဖို့လုံဆောင်ပေးတာပဲဖြစ်ပါတယ်။ဒါဟာအယောဘဝယောဂါပြောရရင်တော့အယောတထုနဲ့တထုတက် တည်သေးစားရှော်နေခြင်းကိုကာကွယ်ဖို့မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။ပြီးတော့ဒီငါးကြီးစီမှာပါတဲ့ Omega 3 fatty acid တွေကအယိုးပြန်လည်ပြုပြင်မှုကိုကျွန်တော်တို့ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ကြောင်းရမှုတွေကိုရှင်းချပေးခြင်းဖြင့်အယိုးဖွေစည်းမှုရဲ့ဆေးတွေရဲ့လုံဆောင်မှုကိုပံ့ပိုးပေးတယ်။ပြီးတော့ဗီတာမင် D3 ကအဲ့ဒီအကျိုးသက်ရောက်မှုပေါ်ပုံမကောင်းမောမြင့်တင်ပေးနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီအာဟာရတန်နှမျိုးကိုပေါင်းစပ်တောက်တော့မယ်ဆိုလို့ရှင်ရေရှည်မှာအယိုးကျန်းမာရေးကိုမြင့်တင်နိုင်ပြီးတော့ တမျိုးချင်းစီတောက်သုံးတာထပ်ပို့ပြီးတော့ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။နံပါတ်5ကတော့ကိုခန်းစနစ်ကောင်းမွန်ခြင်းတဲ့သူတွေပဲဖြစ်ပါတယ်။ဗီတာမင် D3 နဲ့ငါးကြီးစီဖြစ်ဆွဲစာတွေကိုတွေ့ဖက်တောက်သုံးမယ်ဆိုလို့ရှိရင် ကျန်းမာတဲ့ကိုခန်းစနစ်အတွက်အပြန်အလှန်အထောက်အကူပြုပံ့ပိုးမှုတွေရရှိမှာပဲဖြစ်ပါတယ်။ဗီတာမင် D3 ကကိုခန်းစနစ်တွန့်ပြမှုကိုချင်းညီရမှာဒီကအခန်းကဏ္ဍကနေပါဝင်ပြီးတော့ခန္ဓာကိုယ်ကိုဒီယောဂဖြစ်စေတဲ့ပိုးမွှားတွေကိုတွန့်ပြနိုင်စွာပြီးတော့ဒီအလွန်ကျွန်း ဝင်ရောက်နိုင်စွမ်းကိုရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်။ငါကြည်စီမှာပါတဲ့ Omega 3 fatty acid ကတော့ဒီကြောင်ရမှုကိုရှင်းချပေးခြင်းနဲ့ကိုခန်းဆေးရဲ့လှုပ်ဆောင်မှုကိုပံ့ပိုးပေးခြင်းဖြင့်ခန္ဓာကိုယ်ရဲ့ခုခံအားကိုများစွာမြင့်တင်ပေးမှာပဲဖြစ်ပါတယ်။အဲ့ဒီအာရတနှမျိုးကိုပေါင်းစပ်တောက်တော့မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီတမျိုးချင်းစီတောက်တာထက်ပိုပြီးတော့ဗောနော်ပုံမှန်ထိရောက်တဲ့ကိုခန်းစနစ်တုတ်ပြောင်မှုကိုရရှိလာမှာပဲဖြစ်ပါတယ်။နံပါတ်6ကတော့နှလုံးသွေးကြောဆိုင်ရာအကြောင်းအရာပဲဖြစ်ပါတယ်။ အာဂျီစီနဲ့ဗီတာမင်သီသီကိုကျွန်တော်ပေါင်းစပ်သွားတော့မယ်ဆိုလို့ရှင်။ဟောင်ရမှုတွေကိုလျှော့ချပေးနိုင်မယ်။ဓိပုံချိန်ကိုချိန်ညှိပေးနိုင်မယ်။ကော်လက်စတောပမာဏကိုချိန်ညှိပေးနိုင်မယ်။အင်ဆူလင်တုံ့ပြန်မှုနဲ့သွေးစီးဆင်းမှုကိုကောင်းမွန်စေခြင်းပေါ့နော်။စားတဲ့နီလန်တွေနဲ့ဗီတာမင် D ကနှလုံးသွေးကြောဆန်ရာရောဂါတွေအခြေအနေအနေကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့ဒီလေဖြတ်ထားတဲ့ heart attack လို့ဒီနှလုံးရုတ်တရက်တက်ခတ်ခံရတာတွေကလည်းကာကွယ်ပေးနိုင်တယ်လို့သွေးတို့ရောဂါမဖြစ်အောင်ဓိပုံချိန်ကိုလည်းချိန်ညှိပေးနိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကကျွန်တော်တို့ဒီနှစ်ခုကိုလုံလောက်စွာရရှိမယ်ဆိုလို့ရှင်စီကြောယောဂါဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းထိချောချစေနိုင်မှာပဲဖြစ်ပါတယ်။မျိုးစောင်းနဲ့စီကြောယောဂါရှိပြီးသားလူနာတွေအတွက်ကတော့ဒီဗီတာမင် D ဖြစ်ဆွဲစာတောက်သုံးခြင်းဟာအင်ဆူလင်ထိုးလုံးမှုကိုပုံမကောင်းမှုစေပြီးတော့တွေ့ရင်းကြားတတ်ထိနေမှုမှာပုံမကောင်းမှုစေမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့ဒီငါးကြည့်စီနဲ့ဗီတာမင် D သတိပေါင်းဆက်တောက်သုံးခြင်းဟာနှလုံးကျန်းမာရေးတစ်ခုလုံးအတွက်အားလုံးကိုကောင်းမှုစေမှာပဲဖြစ်ပါတယ်။ ကျွန်တော်ခုပြပြတဲ့အကြောင်းအရာလေးကတော့ငါးကြီးစီနဲ့ဗီတာမင် D3 တွေ့ဖက်တောက်တော့မယ်ဆိုလို့ရှင်ဘလိုလူတွေအတွက်ကောင်းမွန်စေတာလဲဘလိုလူတွေရှောင်ကျဉ်တင်တာလဲဘလောက်ပမာဏတောက်တော့တင်တာလဲဆိုတဲ့ချက်တွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လေကျွန်တော်အနေနဲ့အတိုင်းထက်လုံဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ် ကျမရေပူတူတာတွေတို့ပါပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။